ဒုက္ခမရောက်တဲ့နေရာဒုက္ခမရောက်တဲ့အရွယ်မှာဒုက္ခရောက်နေရတာဟိုဟိုတိုင်းပြည်အုပ်ချုပ်ဘင်းလုံးနေတဲ့ပုံကိုယ်တွေသိအောင်လို့ကျုပ်ဘာသာလာပြောတယ်ပေါ့ဗျာဒီနေ့မလ15ရက်နေ့ပါဗျာအမနာပြောဆို16ရက်ပေါ့ဗျာအဘကဆိုရင်တော့ grade 12ကလေးတွေဆောင်းဝဲဖြစ်ကြတော့ပါအဲကျုပ်ရဲ့မင်းကုန်းပထိုးတော်ကြီးပညာရေးအကယ်ဒမီအကြောင်းကသကိုင်းကိုသွားဖြစ်ရပါဗျာ ဟိုသကိုင်းကအခုတိုက်ပွဲကြီးဖြစ်နေတဲ့အတွက်ကြောင့်ကုန်းလန်းနဲ့သွားလို့မရတော့ဘူးအခုမင်းကောကနေမန္တလေးကိုသူ့မင်းလည်းသားပဲဘော်တော်ကြီးနဲ့လာခဲ့ကြပြီဗျအဲဒီမန္တလေးကိုကူးမှာဗျမန္တလေးကနေပြီးတော့ကားနဲ့သကိုင်းကိုပို့ပေါ်ကြဒါကလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေပဲဗျအဲ့ဒါကို ကာကြုံကြီးပြီးပြောတင်လာပါပဲမင်းကောကနေသခိုင်းကိုသွားဖို့အတွက်မန္တလေးကိုဖြတ်ပြီးမှသခိုင်းကိုဖတ်သွားနေရတယ်အဲတကားတော်ကာကြုံကြီးဒီသူလူတွေရဲ့အခြေအနေကိုသိအောင်တင်ပြတာပါနော်အေးမယ်ကျောက်သားသမီးတွေဂရိတ်တွဲဖြစ်ပါအားလုံးပေါင်း92ယောက်ရှိတယ်ကြားအောင်ပါဦး ဆရာဆရာမနဲ့တို့အလုံးပေါင်းတရားကျော်ပေါ့အခုမင်းကွားနေပြီးတော့အခုမယမ်းချံစိတ်ကန်းကိုရောက်လာတယ်။မယမ်းချံစိတ်ကန်းနေကားတွေနဲ့အတီးတီးတင်းနေပြီ။သူမြင်နေရမယ်ခင်ဗျားတို့အဲ့ဒါတွေကိုခီးတယ်လို့မထင်နဲ့အဲ့ဒါစစ်ပြေးဒုက္ခတယ်လို့ပြောရမလားစစ်ပြေးဒုက္ခတယ်လို့ပြောရမလားပညာရေးဒုက္ခတွေလို့ပြောရမလားအားလုံးအားဒုက္ခတွေတွေပဲကလေးတွေပဲငငယ်ရွယ်နဲ့ဟိုတကက်ဆက်ကြောတတ်အရွယ်တွေဒုက္ခတွေဘဝကိုရောက်နေတာပေါ့ ာနာနိုင်ကြဖို့ပေါ့နော်ဟာဟို30တဘောမှမလွတ်သေးဘူးဆိုရင်တော့မြေသူမစိုးဒုက္ခသည်လို့ခရဟောတာလေတော်တော်လည်းပဲဒီထဲမှာမှပညာလိုလားတဲ့ကလေးတွေဆောင်းဝဲဖြည့်ဖို့အတွက်စာပြေဌာနကိုသွားလို့မရတဲ့ဘဝမျိုးကိုကြုံကြိုက်နေရတာဟာဟိုရှမ်းမြောက်တို့ကချင်တို့ကရင်တို့ဟိုချင်းတို့ရခိုင်တို့လိုဝေးလံတဲ့ နေရာမျိုးလေးတွေလောက်ပဲမအောင်မေးလိုက်ကြနဲ့မင်းကပထိုးတော်ကြီးကအနေစကိုင်းကိုတော့သွားလို့လာလို့မရတော့တဲ့ခစ်ဆိုတာကိုခမရတို့သိအောင်လို့ကျုပ်ဒီနေရာနေလာပြောတာအခုကျုပ်သားသမီးရဲ့ကျုပ်ကြိုပြီးဒီအားလုံးကဒုက္ခတွေပါပဲအဲ့ဒီထဲမှာဒုက္ခမရောက်တဲ့နေရာ ဒုက္ခမရောက်တဲ့အရွယ်မှာဒုက္ခရောက်နေရတာဟိုးဟိုတိုင်းပြည်အုပ်ချုပ်ဘင်းလုံးနေတဲ့ပုံပုံတွေတည်အောင်လို့ကျုပ်ဘာကလာပြောတယ်ဗောဗျာ